ရိုးရိုးလေးစားနေနေချင်းစားအာရှတိုက်တာအများစုမှာစံထမင်းစားခြင်းအလေးအထများရှိနေသောကြောင့်ပုံမှန်စားတော့သည့်အလေးအထတစ်ခုအနေဖြင့်ကျင့်သုံးသင့်ပါတယ်ထမင်းစားရန်အတွက်တံပိုးကြည့်သည့်ဖြည့်စွက်စားရမလိုပါပဲအမျိုးမျိုးကို ဖြည့်စွက်တွဲဖက်စားတော့ရန်ရွေးချယ်တင်ပါတယ် အဟာရဖြစ်စေနိုင်သလိုကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ်စေတယ်။ထမင်းစားတိုင်းဟင်းသီးဟင်းရွက်တမျိုးပါနိုင်အောင်ထည့်ပါ။အစိမ်းတိုင်းစားသည်ဖြစ်စေကြော်လော်ချက်ပြုတ်စားသည်ဖြစ်စေအကျိုးရှိနိုင်ပါလိမ့်မယ်။အသားနှင့်ငါးရုပ်ကိုလည်းနေတိုင်းမဟုတ်သည့်တိုင်းတပတ်ကိုအနည်းဆုံး2ရက်3ရက်ခန့်စားသုံးသင့်ပါတယ်။တတိပြုသင့်သည့်အချက်များမှာလက်ဆက်ပြီးတန်ရှင်းသောအစားအစာများကိုသာစားပါ။ အသင်စာအစားအစာများကိုရှောင်ပါစီတုပ်ဘူးများအေးခဲထားသည့်အစားအစာများရက်လွန်အစားအစာများကိုရှောင်ပါအချိုတဲခြင်းကို အလေးအထကြီးတစ်ခုလုံးမတတ်မှတ်ထားပါနဲ့ကြုံမှစားပါမိမိအခန်းအနေထားထက်ပိုအေးသည့်ရေ သို့မဟုတ် ရေခဲတက်တာထဲမှ ရေများကိုမတောက်သုံးသင့်ပါထမင်းစားချိန်မှာထမင်းကိုသာစားပါ အခြားအစားအစာများကိုမစားပါနဲ့နေ့စဉ်စားသည့်အစားအစာများထဲတွင်ပရိုတိန်းဓာတ်ကျွဲဝသော အစားအစာများပါဝင်ပါစေ အစားအစာကိုပြင်ပြီးလင်ချက်ချင်းစားပါအကြာကြီးထားပြီးမှ မစားပါနဲ့အစီများများစားလင်မကောင်းပါမိမိနှလုံးနဲ့ကိုက်ညီအစဉ်ပြေစေမည်စီများဖြစ်သောတန်လွင်စီမြေပဲစီနှမ်းစီတို့ကိုသာစားသုံးသင့်ပါတယ် တရိษံတို့မှရသောအစီနှင့် ဟင်းသီးဟင်းရွက်စီတို့ကို ရှောင်သင်ပါれ။စားနှင့်တကြားတို့ကိုလွန်ကဲစွာစားသုံးခြင်းအားရှောင်ခြင်းမှာစီဖြင့်ကြော်စားခြင်းထက် ပြုတ်စားခြင်းကို ပိုပြီးအပြုသင်ပါれ။အထက်ပါအချက်များမှာအကြံပြုချက်များဖြစ်ပါれ။မဖြစ်မနေလိုက်နာရမည့်အချက်များဟုလည်းမမှတ်ယူစေလိုပါ။ကျမ်းမာရေးအတွက်အကြံပြုချက်များသာဖြစ်ပြီးစားတောက်ရာတွင အယိုးဆုံးအရှင်ဆုံးအနည်းဆုံးဖြစ်စေရန်မိမိတို့စိတ်ကူးများဖြင့်အကောင့်ထဲပေါ်ပြီးစားတောက်ရန်သာ ဖြစ်ပါရဲ့လူတိုင်းအလေးအကျင့်အလေးအထတို့မတူညီနိုင်ပါကို့အတွက်ကောင်းသည်ဆိုပြီးသူ့ကိုသွားကဆရာလောက်ရန်မလိုပါ သူ့ထံတွင်လည်းကို့ထက်ကောင်းသောနီးများစွာ ရှိနေနိုင်ပါရဲ့အေးအသွေးပြည့်မီသည့်အစားအစာများကိုသာစားပါကောင်းကောင်းစားနည်းနည်းစား စာမစားဆိုသည့်အလေးအထများကိုလိုက်နာပြီးကျမ်းမာ ချမ်းသာမှုအားလက်တွေ့ကျင့်ကြည်ပါရေရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကို့ဒေတာ၌ပျော်ကြားဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသား အိတ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။